ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့တော်တန်ဟော့စ်ပါနဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့ဒါပရီးမီးယားလိပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါပွဲချုပ်သုံးသပ်ချက်အနေနဲ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲတော့ဒီပွဲစဉ်လေးကတော့နိုဝင်ဘာလ10ရက်နေ့ည9:00နာရီမှာရှင်မြန်ကစားမဲ့ပွဲစဉ်ပွဲကောင်းလေးတစ်ပွဲပဲဖြစ်ပါတယ် ဲ့တော့ဒီနှစ်သင်းရဲ့လက်ရှိအနေအထားကိုမပြောခင်ပြီးခဲ့တဲ့ရာသီတုန်းကထိတ်ထိတ်တွေးဆမှုတွေကိုကြည့်မယ်ဆိုရင် United အနေနဲ့ကျွန်တော်တို့က Ruben Amorim ရဲ့လက်ထက်မှာ၃ချိန်စလုံးဒါတွေ့ပြီးသွားပြီ၃ချိန်စလုံးမှာလည်း Ruben Amorim အနေနဲ့ဒါရှုံးနေထားတာကိုလည်းတွေ့ရတယ် ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီတုန်းကဒါ EFL မှာကျွန်တော်တို့ဒါ4-3ဆိုတဲ့ရက်လက်နဲ့ရှုံးနေခဲ့တဲ့အင်ဝင်းပွဲစဉ်မှာတိုရင်ဟော့စ်ဘတ်အင်ဝင်းမှာပဲရှုံးနေ။ဒါပရီးမီယာလိမှာ1-0ဆိုတဲ့ရက်လက်နဲ့ထပ်ပြီးတော့ရှုံးနေ။နောက်ပြီး Europa League Final မှာဆိုရင်လည်းကျွန်တော်တို့ဒါ1-0ဆိုတဲ့ရက်လက်နဲ့ရှုံးနေပြီးတော့ဒါ United အနေနဲ့လှည့်ပြီးတော့အိမ်ပြန်လာခဲ့ရတယ်ပေါ့။အဲ့တော့အခုလက်ရှိကစားမှာလည်းတိုတင်ဟော့စ်ဘတ်ရဲ့အင်ဝင်းပဲဖြစ်နေတယ်ဆိုတော့ Ruben Amorim အတွက်ကတော့တော်တော်လေး pressure များတဲ့ဒါပွဲစဉ်တစ်ခုဆိုရင်လည်းမမှားဘူး။နောက်တစ်ခုကပြီးခဲ့တဲ့ရာသီတုန်းကကျွန်တော်တို့ဒါရှုံးကျွေးကိုလက်ရှိဒီရာသီမှာဒါကတ်နိုင်မလားဆိုတော့တစ်ချက်ကြည့်ရမှာပေါ့။အဲ့တော့ တော်တင်ဟော့စပါအနေနဲ့ဆိုရင်လက်ရှိဒီယာဒီမှာဒါနိဗျအပြောင်းလဲလောက်ထားတယ်။တောမတ်ဖရန့်ရဲ့လက်ထက်မှာဆိုရင်တော်တင်ဟော့စပါအသင်းကတော်တော်လေးဒါတောက်ပြောင်လာခဲ့တဲ့အသင်းတစ်သင်းဖြစ်နေပြီ။အဲ့တော့တော်တင်ဟော့စပါကိုယူနိုက်တက်အနေနဲ့ရှင်းမဲကစားဖို့ဆိုတာကတော်တော်လေးဒါခက်ခဲတဲ့အထဲမှာပါဝင်နေတယ်။အဲ့တော့တော်တင်ဟော့စပါကလက်ရှိဒီယာဒီမှာဆိုရင်ကစားမားရလေဒါလိုအပ်တဲ့နေရာတွေကိုအကုန်လုံးဒါဖြည့်တင်းထားတဲ့အသင်းတစ်သင်းလည်းဖြစ်တယ်ဆိုတော့တော်တင်ဟော့စပါရဲ့လူစင်းရလည်းတော်တော်လေးဒါတောင်းတင်းသွားတယ်လို့ပြောလို့ရတယ်။ဒါတော်မတ်ဖရန့်ရဲ့ကစားပုံကစားကွက်နဲ့ဆိုရင်တော့ ဒီရာဒီမှာတော်တော်လေးဒါစောင့်ကြည့်ရမယ့်အတင်းတင်းနဲ့မှပါဝင်နေပြန်လက်ရှိမှာဆိုရင်လည်းတော်တင် host ပါအနေနဲ့ကျွန်တော်တို့ဒါအစင်းချောင်းမှာရက်တည်နေတယ်၁၀ဘွဲကစားထားတယ်၅ဘွဲနိုင်တာတယ်၂ဘွဲတည်ကြတယ်ဒါ၃ဘွဲရှုံးနေတာတယ်ဒါ United နဲ့အမှတ်ချင်းအတူတူပဲပွဲလဲအတူတူပဲ Tottenham Hotspur အနေနဲ့ United နဲ့မှာကစားခင်ရှေ့မှာဆိုရင်တော့ကျွန်တော်တို့ Champion League ပွဲစဉ်အဖြစ်ဒါ Copenhagen နဲ့ဒါကစားခဲ့ရတယ်အဲပွဲစဉ်မှာဆိုရင်တော့ဒါ 4G ဆိုတဲ့ရက်လက်နေတော့ဒါ Champion League ပွဲစဉ်မှာနိုင်တာတော့တွေ့ရတယ်အဲပွဲစဉ်တော့ကျွန်တော်တို့ဒါ Tottenham Hotspur အသင်းရဲ့ထွက်လာခဲ့တဲ့ line up ကိုကြည့်မယ်ဆိုရင်တော့ဒါတိုက်စစ်ပိုင်းမှာဆိုရင်တော့လက်ရှိ ခေါ်ထားတဲ့ဒါကိုလိုမိုကနေရှိမယ်ဒါဇာဘီဆိုင်မွန်ပါမယ်ဒါအော်ဒါဘက်ပါမယ်နောက်ပြီးတော့ကွင်းလယ်ပိုင်းမှာဆိုရင်လည်းကျွန်တော်တို့ဒါကွင်းလယ်ပိုင်းတောက်တင်းတယ်လို့ပြောလို့ရတယ်ပပစာတို့နောက်ပြီးတော့ဒီနောက်တန်းပိုင်းမှာဆိုရင်ဗန်ဒီမန်ပါမယ်ရိုမဲရိုဒါဒီကစားသမားတွေကတော့ပုံမှန်သူတို့ရှိရဲရှိခဲ့တဲ့ကစားသမားတွေပေါ့နော်အဲ့တော့တော်တီယန်ဟော့စပါကိုလည်းကျွန်တော်တို့ကတကယ်ကိုဒါ short တက်လို့မရတဲ့အထက်မှာပါဝင်နေတယ်ဗျ။အခုနောက်ဆုံးတော်တီယန်ဟော့စပါအသင်းရှင်မြန်ကစားခဲ့ကြရတဲ့ဒါနောက်ဆုံး၅ပွဲမှာကြည့်မယ်ဆိုရင်မိုနာကို Champion League ပွဲစဉ်မှာဒါ0-0ဆိုတဲ့ရလဒ်နဲ့ပြီးဆုံးခဲ့တယ်။ Everton ကိုကျွန်တော်တို့က0-3ဆိုတဲ့ရလဒ်နဲ့တော့ဒါနိုင်နိုင်ထားတယ်ပေါ့နော်။ နောက်ပြီးတော့ new garcia ကို2-0ဆိုရရလက်နဲ့ရှုံးနေတယ်နောက်ပြီးတော့ chelsea ကိုအိမ်ခွင်းမှာပဲ0-1နဲ့ရှုံးတယ်အဲပြီးတော့ copenhagen ကိုဒါ champion league ပွဲစဉ်မှာ4-0ဆိုရရလက်နဲ့နိုင်ထားတယ် united အနေနဲ့နောက်ဆုံး5ပွဲမှာကြီးမယ်ဆိုရင် brentford နဲ့ပွဲစဉ်တစ်ပွဲပဲရှုံးနေထားတယ်နောက်ဆုံးကစားခဲ့တဲ့ northern forest နဲ့ပွဲစဉ်မှာတည်ကြတာရဂျာပွဲ3ပွဲရတော့ဒါအနိုင်ရထားအောင်တွေ့ရတယ်အဲ့တော့ United အနေနဲ့ဒီကြားထဲမှာ Premier League ပွဲစဉ်ကစားပြီးသွားခဲ့တဲ့အချိန်အနေပြီးတော့အခုလက်ရှိအချိန်ထိဒါ အေးစေးစေးအနားယူထားရတယ်ဆိုတော့ပွဲပန်းတဲ့ဒဏ်ကိုတော့မခံဘူး။ဒါပေမဲ့ Tottenham Hotspur အသင်းအနေနဲ့ဆိုရင်တော့ဂျာမန်မှ Champions League ကစားထားရတယ်ဆိုတော့ကစားသမားတွေအနေနဲ့ပွဲပန်းတဲ့ဒဏ်ကိုတော့နည်းနည်းလေးတော့ခံရမယ်။အဲ့တော့ United အနေနဲ့ဒီပွဲစဉ်မှာဘယ်ကစားသမားတွေနဲ့အဓိကထားပြီးတော့ပွဲထွက်လာမလဲ။ကျွန်တော်ကတော့ဒါ Ruben Amorim ရဲ့အကြိုက် ဒါ line net တွေဖြစ်ကြရတဲ့တိုက်စစ်ပန်းဆို Benjamin Sesko, Matias Cunha, Brian Amumu, ဒါကွင်းလယ်ပိုင်းမှာ Bruno Fernandes, Casemiro ဒါဝင်းဘက်တွေမှာဆိုရင်ဒါတော့ Amadia လို့နောက်တန်းပိုင်းမှာတော့ Lucio Dile, Linio တို့အခုလက်ရှိအချိန်မှာ Martinez က injury နဲ့ပြန်လည်ပြီးတော့တက်တာလာတယ်ဆိုပေမဲ့ဒါ Ruben Amorim နေနဲ့ first line နဲ့ပေးဖို့ဆိုတာကတော့ ော်စောသေးလေးစောသေးလွန်းတယ်လို့တော့ကျွန်တော်ကတော့ထင်ပါတယ်ဒါကုသမားနေရာမှာဆိုရင်စာနိလက်မင်းကိုပဲဒါပေါ်ထခွင့်ပေးမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကဲတော့ဒီပွဲစဉ်ကတော်တော်လေးဒါစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့စိတ်ဝင်စားဖို့ကောင်းလဲဆိုတော့ပြီးခဲ့တဲ့ရာသီတုန်းကတစ်ချိန်မှမနိုင်ထားတဲ့ United အနေနဲ့ Ruben Amorim ဒါဗားရီမြတ်လုတ်ပြမှာလဲဒီပွဲစဉ်မှာတေချာပေါက် United အနေနဲ့နိုင်မှဖြစ်မယ်နိုင်မှကျွန်တော်တို့ကပြီးခဲ့တဲ့ရာသီတုန်းကရှုံးကြွေးတွေကိုဒါပြန်ပြီးတော့ဆက်နယ်လို့ဒါပြောလို့ရမယ်ပေါ့ဗျာကဲအဲ့တော့ကြောင့်မို့ Tottenham Hotspur ဆိုတာကလည်းလက်ရှိမှာနီးပြအပြောင်းလဲလုတ်ထားတယ်တော်မတ်ဖရန့်လက်ထက်မှာတောက်လျှောက် ဒါပွဲစဉ်တိုင်းကတကယ်ဟိုအရင်အထက်စာရင်ဗျတော်တော်လေးကောင်းလာတဲ့အထက်မှာပါတယ်ဆိုတော့ United အနေနဲ့ဒီပွဲစဉ်ကလည်းခက်ခဲဥမဲ့ဒါပွဲစဉ်တစ်ခုပဲဗျအဲ့တော့ဒီပွဲစဉ်မှာကျွန်တော်အနေနဲ့ဆိုရင်တော့ဒီကြောင်နှစ်ဖက်သွင်းကိုရတော့ဒါမြင်ရမဲ့ပွဲစဉ်တစ်ခုလို့ပြောချင်တယ်ဘာဖြစ်လို့လဲဆိုတော့ United ရဲ့ခံစင်းကလည်းဟိုထင်သားသလောက်ကြီးထိကောင်းနေတယ်မှမပါဘူးဒါတိုက်စစ်ဘက်ကဂိုးတွေတွင်းနိုင်တယ်လို့နောက်တန်းကလည်းကျွန်တော်တို့ကတောက်လျှောက်ဂိုးတွေခွင့်ပြုနေရတယ်တိုက်စစ်ဘက်မှာ16ဂိုးရထားပြီးတော့နောက်မှဆိုရင်လည်းဂိုးပေးထားတာ16ဂိုးထီတောင်မှပဲရှိနေတယ်ဆိုတော့မစွန့်ဘူးအဲ့တော့တော်တင်ဟော့စပါအသင်းဘက်ကိုကြည့်မယ်ဆိုရင်တော်တင်ဟော့စပါအသင်းဘက်က ကျွန်တော်ဆက်ကွန်နာကိုတွင်းထားတယ်ဂိုးပေးထား8ဂိုးပဲရှိရယ်ဆိုတော့တော်တင်ဟော့စပါတင်းရဲ့ခံစစ်ကချစ်လက်တယ်လို့တော့ပြောလို့ရပါတယ်ကဲတော့နှစ်ဖက်သွင်းကိုရောဒီပွဲစဉ်ကတေချာပေါက်မြင်ရမယ့်ပွဲစဉ်တစ်ခုပဲဒါအကျင့်အနေရှိမဲ့ဒါပွဲစဉ်တစ်ခုဆိုရင်လည်းမမှားဘူးကျွန်တော်ကတော့ဒီပွဲစဉ်မှာ United ကိုယုံကြည်စေခြင်းနဲ့ဘာဖြစ်လို့ယုံကြည်စေခြင်းလဲဆိုတော့ Robin Armoring အနေနဲ့ပြီးခဲ့တဲ့ရာသီတုန်းကရှုံးချွေးသူ့အနေနဲ့ဒီပွဲစဉ်မှာကောင်းကောင်းကြီးရှုံးချွေးဆက်နိုင်မဲ့ပွဲစဉ်တစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော် ထင်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီပွဲစဉ်မှာ United ကိုကြိုက်ပါတယ် United ပြိတက်တွေနေနေဆိုရင်ရောနိုဝင်ဘာလ10ရက်နေ့ညအခွင့်အရေးမှာရှင်မြန်ကစားမယ် Tottenham Hotspur နဲ့ Manchester United တို့ပွဲစဉ်နေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာ Ruben Amorim အနေနဲ့မနစ်ကရှုံးချွေးကိုဆက်နိုင်မယ်လို့ထင်ကြလားကိုမမှာတစ်ချက်တော့ဆွေးနွေးပြီးတော့ကြပါဦး MM Media အောင်ဆုံးတကြီးရှုပေးကြတဲ့ပြိတက်တယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်အားကစားတဲ့အစီအစဉ်လေးကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် MM Media ရဲ့ Facebook, YouTube, TikTok တို့ကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်နေပါတယ် ဘလုံးမိုက်တိုင်းလိုက်ကြည့်ရှုကျင်တဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခမဲ့တိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်နေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်တို့အစီအစဉ်တစ်ဆက်တူဖပါလေးပဲဖြစ်ပါတယ်